ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Nerdman Channel ကနေအားလုံးကိုပြန်လည်ချိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဒီနေ့ညပိုင်းမှာပွဲထိုးတက်ရမယ့် Myanmar Fighter စိန်လုံးချောရဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့တောက်ကြနေ့ညမြန်မာစံတော်ဒီည9နာရီမှာဆိုရင်1 Championship က135 106စပြိုင်ပွဲကြီးကိုကျင်းပသွားတော့မှာဖြစ်ပါတယ်အဆိုပါပြိုင်ပွဲမှာမြန်မာပြည်ပ Fighter စိန်လုံးချောရဲ့ပွဲစဉ်ပါဝင်လာပါတယ်စိန်လုံးချောက Time Fighter Rock ဆက်ဆံနဲ့ရင်ဆိုင်ထိုးတက်သွားရမှာဖြစ်ပါတယ် Rock Saxon အကြောင်းကိုတော့အရင်ဗီဒီယိုမှာခဲကအသေးစိတ်ပြန်ဆက်ခဲ့ပြီးပါပြီ Rock Saxon လက်ရှိမှာအသက်19နှစ်ရွယ်သားရှိနေတဲ့လူငယ်ဖိုင်တာတူဖြစ်ပါတယ် One Championship မှာတပွဲထိုးသက်လာပြီးအဲ့ဒီပွဲမှာလည်းနိုင်ပွဲရရှိထားပါတယ်ဒါကြောင့်မလို့စိန်လုံးချော့တဲ့ Sign Rock Saxon One Championship အတွေ့အကြုံပိုရှိနေပါတယ် Muay Thai Fighter တူဖြစ်တာကြောင့်အဲ့ဒီအတွေ့အကြုံကလည်းစိန်လုံးချော့တဲ့ပိုတာနေရာတွေ့ရပါတယ်စိန်လုံးချောအနေနဲ့ကတော့အခက်အခဲတွေအများကြီးကြားကနေမှ1ချက်မြေရင်စင်မြင့်ထက်စီတက်လှမ်းလာခဲ့တာဖြစ်ပါတယ်။ ဝမ်ချမ်ပီယံရှစ်မှာလေ2025အစကတည်းကပွဲထိုးတက်ရမလို့ဖြစ်ခဲ့ပေမဲ့ယခုအချိန်မှသာပွဲထိုးတက်ရတော့မှာဖြစ်ပါတယ်။စိန်လုံးချောအနေနဲ့ဂိမ်းမီလန်ကောင်းကောင်းကိုပြင်ဆင်မယ်ဆိုတော့ဒေတာပေါ့နိုင်ပွဲပုံဖော်နိုင်မှာပါ။စိန်လုံးချောအနေနဲ့လည်းကလကအဖွင့်ပွဲမှာနိုင်ပွဲရယူပြဖို့လိုပါတယ်။ဒါမှသာနောက်ပွဲမှာဝမ်ချမ်ပီယံရှစ်ကထပ်မံခွင့်ရပေးမှာဖြစ်ပါတယ်။စိန်လုံးချောကအရ5ပြီ5လက်မှာပဲရှိပြီး Time Fighter Rossesson ကအရ5ပြီ10လက်မှာတော့ရှိပါလေ။ဒါကြောင့် Fighter နှစ်ယောက်မှာအရကွာဟာမှုအတော်လေးရှိနေပါလေ။ တိုင်းဖိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ clinch ပိုင်းမှာလည်းစိန်လုံးချော့တဲ့ပူကောင်းမှာဖြစ်ပါတယ်ဘလို့အခင်းညင်းတွေဖြစ်လာအောင်မလို့ဆိုတော့ဒီနေ့ညပိုင်းမှာစောင့်ကြည့်ကြရမှာပါစင်လုံးချောပောင်းဝထုတ်တတ်မဲ့1 Friday by 1 Osse ပြိုင်ပွဲကြီးဟာဒီနေ့မေလ2ရက်နေ့ပောက်ကြံနေမြန်မာစံတော်ချိန်ည9:00နာရီချိန်မှာစတင်ကျင်းပမှာဖြစ်ပြီးစင်လုံးချောရဲ့ပွဲကတော့မြန်မာစံတော်ချိန်ည8:00နာရီခွဲ9:00နာရီဝန်းကျင်မှာကြည့်ရနိုင်ရည်ရှိပါလိမ့်စင်လုံးချောအနေနဲ့လည်းကောင်းမွန်တဲ့ရလဒ်တစ်ခုကိုရရှိပါစေလို့ပဲဆန္ဒပြုပါတယ်ခင်ဗျာ ဒါပြင်စိန်လုံးချောအနေနဲ့လည်း time fighter ကိုပွဲတင်တွင်အဆုံးသတ်ပြဖို့လိုပါလိမ့်။ဒါမှမဟုတ်ဘူးဆိုရင်တော့ဒိုင်းဆုံးပြတဲ့အရေးနဲ့ရနိုင်ကြီးရှိပါလိမ့်။ပြိုင်ဘက်က ancient time fighter ဖြစ်တဲ့အတွက်ကြောင့်မလို့ promotion ဘက်က time fighter ကိုအသာပေးနိုင်ကြီးများပါလိမ့်။ဒါကြောင့်မလို့စိန်လုံးချောအနေနဲ့ပွဲချိန်တွင်မှာအပြည့်ဖြတ်နိုင်အောင်ကြိုးစားရမှာဖြစ်ပါလိမ့်။ဒါမှမဟုတ်ရင်တော့မှကွဲပြဲနေအောင်ထိုးထားမလားအမှတ်တွေအများကြီးရအောင်ကစားထားမလားအဲ့လိုလုပ်နိုင်မှသာနိုင်ပွဲပုံဖော်နိုင်မှာဖြစ်ပါလိမ့်။စိန်လုံးချောအနေနဲ့လေအခက်အခဲတွေအများကြီးကြားကနေရင်ဆိုင်ရတာဖြစ်လို့နိုင်ပွဲပုံဖော်နိုင်စေချင်ပါတယ်။ ဘလို့ခင်းချင်းနေဖြစ်လာအောင်လဲဆိုတော့ဒီကနေ့ညပိုင်းမှာဆက်လက်စောင့်ကြည့်သွားကြရမှာဖြစ်ပါတယ်မဖိုင်ရာစိန်လုံးချောအနေနဲ့လဲ1 championship အဖွင့်ပွဲမှာနိုင်ပွဲပုံဖော်နိုင်ပါစေလို့ဆန္ဒပြုပါတယ်ခင်ဗျာစိန်လုံးချောရဲ့ပွဲပွဲပြီးသွားရင်လည်းပွဲပြီးသုံးသက်ချက်ကြောင်းအများကိုထပ်မံတင်ဆက်ပေးပါဦးမယ်ခင်ဗျာဒီကနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲလာမယ့်နေ့ဒီမှာလည်း MME လောကနဲ့အာကစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရသေး subscribe လုပ်သွားကြဖို့တောင်းဆိုပြရစေခင်ဗျာအားလုံးပဲတာပြောရှုမဲ့ကောင်းတဲ့ဒီလေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ